မင်္ဂလာပါခင်ဗျာဒီနေ့တော့ Manchester United ရဲ့အာအဓိကကွင်းလည်လူတယောက်ပေါ့လေ Casemiro သူ့ရဲ့အနာဂတ်ဘာဆက်ဖင်မလဲဆိုတာကို အတူတူစမ်းစစ်ကြည့်ကြအောင်ပါကျွန်တော် ESPN ကနေရထားတဲ့သတင်းတွေကိုအခြေခံပြီးတော့သူ့ရဲ့စာချုပ်ချင်းနဲ့အသင်းရဲ့ငွေရေးကြီးအာနောက်ပြီးတော့နီးပြားနေ club ရဲ့သူ့အဖို့သဘောထားဒါတွေကိုနည်းနည်းအသေးစိတ်ကြည့်ရမယ်အဓိကအချက်တည်းကတော့ဟို သူ့အရေးတွေးကိုအတင်းကလွာနေပုံရပါမယ်အာသူ့ရဲ့လစာကတော်တော်မြင့်တော်လေအတင်းရဲ့ဘန်ဒါရေးမဟာဗျူနာတင်းနဲ့နည်းနည်းလေးတိုက်ဆိုင်နေတဲ့အပိုင်းပေါ့ဟုတ်ကဲ့အဲ့ဒီမှာစိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့လေလက်ရှိနီးပြရူဘန်အမွေလက်အောက်မှာသူကအရေးပါတဲ့သူဖြစ်လာပုံရတယ်။ဒါပေမဲ့ကလပ်ဘက်ကကျတော့တစ်ချိန်တည်းမှာလစာအသုံးစေးကိုတိတိတတ်တာ short ချဖို့ကြိုးစားနေရ။ဆိုတော့အဲ့ဒီအချက်နှစ်ခုကြားမှာပလူချိန်ညှိသွန်းလဲဆိုတာကအဓိကစောင့်ကြည့်ရမှာပါပဲ။ဟုတ်ပါပဲ။တက်ကူပူနားလဲအောင်လေ။ ူရဲ့စာချုပ်အသေးစိတ်ကိုယဉ်ကြည့်ကြည့်အောင်အခုလက်ရှိစာချုပ်က2026ဇွန်လမှာကုန်မယ်ဆိုလိုတာကနောက်17လလောက်ပဲကျန်တော့တာပေါ့ဟုတ်တယ်မလားအဲ့ဒီချိန်ရောက်ရင်သူကအလွတ်ပြောင်းရွှေ့ကြီးနဲ့ထွက်ခွင့်ရပြီဒါကအသင်းအတွက်အရေးကြီးတဲ့အချိန်စရားတစ်ခုပဲအတိကြပါပဲအဲ့ဒီမှာအသေးမှမှနောက်ထပ်စနလတတိုင်းသွခွင့် option တစ်ခုရှိတယ်လို့လည်းသတင်းတွေကဆိုတယ်ဒါပေမဲ့ပြဿနာကအဲ့ဒီ option ကိုတအသက်သွင်းလိုက်မယ်ဆိုရင်ပေါ့နော် အခုအသက်33နှစ်ရှိနေပြီဖြစ်တဲ့ကက်စမဲရိုကိုလက်ရှိလာစာနှုံအတွင်းဆက်ပေးရမှာဒီလာစာနှုံကသူ2023ကရေးမက်ထရစ်ကနေပြောင်းလာတော့ကရခဲ့တဲ့အမြင့်ဆုံးလာစာအဆင့်ထဲမှာပါနေတာလေအဲအဲ့ဒီလာစာမြန်မာမှုကပဲအခုပြဿနာရဲ့အရင်ခံချင်းနေပုံပဲနော်ကလပ်ရဲ့လက်ရှိဘန်ဒါရဲ့မူဝါဒနဲ့တရိုက်ကိုပတ်သက်နေပြီဒါသိချပါတယ်မန်ချက်စတာယူနိုက်တက်ကလာစာပေးချေမှုစုစုပေါင်းကိုရှော့ချဖို့တော်တော်လေးအလေးထားပြီးလုံဆောင်နေတာတွေ့ရလဲ ါက club ရဲ့ရေရှည်ဘန်ဒါရေးတည်တံဖို့ဒါမှမဟုတ်စီမင်းစီကနေနဲ့ကိတ်နေရာကိုစ조사နေရရဲ့အစိပိန်တစ်ခုပေါ့လေဥမာပြောရင်လွန်ခဲ့တဲ့ကာလတွေမှာလာဇာရဲ့မြင့်နေသူတွေ David De Gea တို့ Rafael Varane တို့ထွက်သွားတာမျိုးတော့ Marcus Rashford လိုကစားသမားထွက်သွားတာတွေဒါဒီလမ်းကြောင်းပေါ်သူတို့တွားနေတယ်ဆိုတာကိုပြနေတာပဲဆိုတော့ Casemiro ရဲ့အခြေအနေက debut ဟာရဲ့နောင်ဆုံးစံတမှုတစ်ခုလို့ခင်နေတာပေါ့ ESPN တရင်းမြင့်ဒီကပါပြောလဲဆိုတော့ ူနေနဲ့အတင်းမှာဆက်ရှိနေခြင်းချင်းပေါ့လေလာဇာကိုတိတိတသားရှော့ယူဖို့လိုလိမ့်မယ်လို့ဆိုထားတယ်အင်းဒါကကစားသမားတယောက်အတွက်အထူးသဖြင့်သူ့လိုအဆင့်ကတန်းအောင်မြင်မှုတွေရထားတဲ့သူအတွက်တတော်လေးကြီးမားတဲ့တောင်းဆိုမှုပဲဗျာတည်ချောက်ပါတယ်ဒါကအဓိကအဆုံးဖြတ်ပေးမယ့်အချက်ဖြစ်လာနိုင်တယ်တပကကစားသမားရဲ့ဂုံတိခာသူရဲ့ဈေးွက်တံပိုးနဲ့ဆိုင်နေသလိုနောက်တစ်ဖက်မှာကလပ်ရဲ့ဘန်ဒါရေးစီကန်တင်းတက်ခြင်းနဲ့ဆန္ဒအဲ့ကြာက အပြိုင်မှုပဲပေါ့ ကလပ်ဘကတော့သူတို့ရဲ့လာစားဖွဲ့စည်းပုံကိုပြန်တည်ဆောက်ခြင်းတဲ့ဆန္ဒကတော်တော်ရှင်းလင်းနေပုံရပါတယ်။ကောင်းပြီကောင်းပြီ။ငွေရေးကြီးရပတ်ကဖီးရကတော့ရှင်းပါလေ။ဒါပေမဲ့ Queen ထဲကခြေနေကတော့ဘလို့ရှိလဲဗျ။နီးပြယူပင် Amorian ကသူ့ကိုဘလောက်အရေးထားလဲ။တရင်ဒီယဆိုရင်တော့ Amorian အတော့သူကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေစော့ပြန်တော့အဲ့ဒါကပို့ပြီးတော့ရှုပ်ထွေးစီတာပဲ။ ဟုတ်ပါတယ်အထူးသဖြင့်အသိန်းကလာမယ့်နွယ်ရာဒီမှာလဲကွင်းလေကိုအင်္ဂါဖြည့်တင်းဖို့အ ਨੇ ဆုံးတော့အဓိကကစားသမားတယောက်ခေါ်ယူဖို့စီစဉ်နေတဲ့ဆိုရယ်တလင်းကလေးရှိနေချိန်မှာပေါ့ဒါမှမဟုတ်ဂျပန်မှာလဲကော်ဘီမင်းတို့ရဲ့အနာဂတ်ကမရေမယာချစ်နေတယ်လို့ဆိုတယ်ပြီးတော့ဟိုမန်နျူအယ်ဦးကတည်းရလဲပုံမှန်ပွဲထွက်ခွင့်ရဖို့ယုံကနေရစဲလို့တတင်းတွေထွက်နေတယ်ဒီလိုအခြေအနေတွေမှာကျတော့ကက်စမီရိုရဲ့အတွေ့အကြုံကစားပုံရင့်ကျက်မှုနဲ့ခေါင်းဆောင်နိုင်စွမ်းကအမှုရဲ့အတွက်တန်ဖိုးရှိနေနိုင်တာပေါ့ ဒါဆိုရင်တကက်ကိုပဲနီးပြရဲ့ကွင်းတွင်းလိုအပ်ချက်နဲ့ကလောက်ထုတ်ရဲ့ဗန္ဒာရေးစီမံခန့်ခွဲမှုကြားကပဋိဖက်ခါလိုဖြစ်နေတာပေါ့နီးပြကလက်တွေ့ကွင်းထဲမှာအကောင်ဆုံးဖြစ်နိုင်မဲ့လူဆိုင်ကိုလိုချင်မှာပဲဒါပေမဲ့ကလပ်ကကြတော့ရေရှည်အတွက်ဗန္ဒာရေးရဲ့အကျိုးရှိမဲ့လမ်းကြောင်းကိုဦးစားပေးချင်တယ်အဲ့ဒီဟန်ချက်ကိုညီဖို့ဆိုတော့တကယ်စိန်ခေါ်မှုကြီးပဲဗျာ။ဘုံလောကမှာအမြဲတမ်းခြုံတွေ့နေရတဲ့အခြေအနေမျိုးပါပဲ။အထူးသဖြင့် United လိုမျိုး ပြန်လည်တိဆောက်ရေးကာလဓမ္မမမို့ မဟာဗျူဟာအပြောင်းလဲလုပ်နေတဲ့ကလပ်တွေမှာပိုပြီးတော့တိတိတသားဖြစ်တတ်တယ်။ကက်စမီရိုရဲ့ကိစ္စကဒီလိုမျိုးရှုပ်ထွေးတဲ့ဆုံးဖြတ်ချက်တွေချရတဲ့ချင်းဒီကိုကွက်ကွက်ကွန်းကွန်းမီးမောင်းထိုးပြနေဘလို့ပါပဲ။ကစားမဖက်ကခန်းစားချက်ကိုကြည့်ရတော့ဗျ။တရင်ရသူနဲ့သူ့မိသားစုကမန်ချက်စတာမှာအတော်လေးအသားကျနေပြီးနေရာထိုင်ရတာအဆင်ပြေတယ်လို့ဆိုတဲ့ဒါကလည်းသူ့ဆုံးဖြတ်ချက်အပေါ်တယောက်မှရှင်းနိုင်တဲ့ချက်တစ်ခုပဲမှန်ပါတယ် ကစားသမားတဲ့အတွက်မိသားစုအခြေအကျဖြစ်မှုကအရေးကြီးတဲ့အချက်တစ်ခုပါ။ဒါပေမဲ့လည်းသူ့အတွက်ထားရွေးချယ်စရာတွေလည်းရှိနေရဲဆိုတာကိုထည့်စဉ်းစားရမယ်။ဘရာဇီးကလပ်တွေကသူ့ကိုပြန်ခေါ်ခြင်းနဲ့စန်တာရှိကောင်းရှိနိုင်နေ။ပြီးတော့အထူးသဖြင့်လဆာအရန်ကောင်းတဲ့ Sorry Pro League ကလပ်ကြီးရဲ့စိတ်ဝင်စားမှုကတကယ်ကိုပြင်းထန်လာနိုင်နေ။သူစာချုပ်တက်တန်းနောက်ဆုံး6လတဲ့ဝင်လာပြီဆိုတော့အခုဇန်နဝါရီကစပြီးအင်္ဂလန်ပြင်ပကလပ်တွေနဲ့တရားဝင်ဆွေးနွေးခွင့်တော်ရနိုင်ပြီလေဟုတ်တယ် ဒါကသူ့အတွေ့ရောအသင်းအထွေပါဖီးယားတခုဖြစ်စင်မှာတေးကြတယ်အသင်းကလာစာရှော်ဖို့ပြောနေတဲ့အချိန်မှာတခြားကလပ်တွေကလာစာပိုကောင်းတဲ့ကံလမ်းမှုတွေနဲ့ချင်းကပ်လာနိုင်ခြင်းရှိနေတာကိုဒါကသူ့ရဲ့ညီနိုင်မှုအခြေအနေကိုအန္တရာယ်တက်ရောက်စေနိုင်တယ်တခြားတာပေါ့ပြီးတော့လေဒီကိစ္စတခုတည်းကိုပဲကြည့်နေလို့မရသေးဘူးကလပ်မှာတခြားကစားသမားတွေရဲ့စားကြုပ်အခြေအနေရောပါထဲ့ကြည့်ရင်ကလပ်ရဲ့မဟာဖြူဟောက်ကိုပို့ပြီးဖုံဖော်ကြည့်နိုင်တယ်။ဥပမာ Harry Maguire နဲ့ တိုင်ယာမာလာစီယာလို့ဆိုရင်လဲစားချုပ်တက်တဲ့နောက်ဆုံးနေ့ထဲရောက်နေကြပြီဟုတ်တာပဲမာလာစီယာကိစ္စဆိုပိုတောင်ရှုပ်ထွေးသေးတယ်သူစားချုပ်မှာနောက်ထပ်တစ်နေ့တိုးဝင် option ရှိတယ်ဆိုပေမဲ့ဒီရသည်မှတိုင်ယာပြဿနာတွေကြောင့်ရောတခြားကြောင့်တွေကြောင့်ရောပွဲကစားဝင်လုံးဝမရသေးဘူးနွေရသည်တို့ကတိုးတဲ့ legend for မြုံချခံရရဲဆိုတဲ့တလေးနေလဲထွက်သေးသေးတယ်လေသူအနာဂတ်ကတော်တော်လေးမရေမရသေးနေတယ်ဟုတ်ကဲ့ မက်ကွာယာကတော့ဂျီနီအစောပိုင်းမှာကလပ်ကသူ့စာချုပ်ထဲကတနည်းသက်တမ်းတို့ option ကိုတက်သွင်းလိုက်တယ်။ဒါကြောင့်သူ့စာချုပ်ကလာမယ့်နွေရာသီ2020မှာကုန်ဆုံးမယ်။အကယ်၍ပေါ်လီစာချုပ်တင်မချုပ်နိုင်ခဲ့ဘူးဆိုရင်သူ့လည်းပဲဇန်နဝါရီကစပြီးအင်္ဂလန်ပြင်ပကလပ်တွေနဲ့စတင်ဆွေးနွေးခွင့်ရလာမှာပါ။ဒီတော့ကတ်စမဲရိုရဲ့အချီနေကတိချဖြစ်ရတဲ့ခုမဟုတ်ဘဲနဲ့ကလပ်ရဲ့လာစာရွှေချရေးမူဝါဒစာချုပ်သက်တမ်းကုန်ခန်းကြီးကစားသမားတွေကိုကြိုက်တွယ်ပုံအနာဂတ်လူစီယန်တီဆော့ပုံ စတဲ့ပိုကြီးမားတဲ့ပုံစံတစ်ခုရဲ့အစိပ်ပိုင်းဖြစ်နေတယ်လို့ကောက်ချက်ချလို့ရမလားခင်ဗျအတိအကျပဲဒါဟာတူးချင်းကစားသမားတွေရဲ့အခြေအနေထက်ပိုပါတယ်ကလတ်ခူလုံးရဲ့လုံကန်းလက်ပတ်ပုံအထူးသဖြင့်ဗန်ဒါရဲ့ဆိုင်ရာစီကားနဲ့ကစားသမားစီမံခန့်ခွဲမှုအပိုင်းမှာအပြောင်းလဲတွေလုပ်နေတယ်ဆိုတာကိုပြနေတာကက်စမဲရိုမက်ဂွာယာမာလာစီယာတို့ကစားသမားတွေရဲ့အနာဂတ်ဆုံးဖြတ်ချက်ဒီအလုံးကဒီအပြောင်းလဲရဲ့ရုံဖြတ်မှုတွေပဲထိပါလိမ့်မယ် club ကဘသူတွေကိုအထူးကထားပြီးစက်ထင်တင်လွှာမလဲဘသူတွေကိုတော့လက်လွတ်ဖို့စဉ်းစားမလဲဆိုတာကိုပို့ပြီးစနစ်တကျချင်းကပ်လာပုံရတယ်။ကဲဒီနေ့ဆွေးနွေးကြတာတွေကိုခြုံငုံကြည့်ရရင်တော့ကက်စမီရိုဟာ Manchester United နဲ့လမ်းခွဲရမလားဒါမှမဟုတ်အလော့အတင်လုပ်ပြီးဆက်ရှိနေမလားဆိုတဲ့အရေးကြီးတဲ့လမ်းဆောင်လမ်းခွာမှရောက်နေပါတယ်။သူ့ရဲ့တွေ့ကြုံတဲ့အရေးအတွေးကအတင်းအတွက်အထူးတပင်းနီးပြအတွက်တန်ဖို့ရှိနေနိုင်သေးတယ်။ဒါပေမဲ့ ူရဲ့လာစာကတော့ကလပ်ရဲ့လက်ရှိပန်ဒါရေးလမ်းညွှန်မှုနဲ့တိတ်ပြီးတော့တဟဆာတာမပြည့်တော်ဘူးဟုတ်ပါတယ်တစ်ဖက်မှာနီးပြရဲ့အားကိုးခြင်းစိတ်ရှိနိုင်ချေနောက်တစ်ဖက်မှာကလပ်ရဲ့အတင်းကျပ်လာတဲ့ပန်ဒါရေးမူဝါဒပြီးတော့ကစားသမားအတွက်ပြင်ပကန်နဲ့လာစာကောင်းကောင်းနဲ့ကမ်းလှမ်းမှုတွေရှိနေနိုင်ချေအဲ့အချက်ဒီအားလုံးကြားကရှုပ်ထွေးတဲ့ခြင်းညမှုပါပဲဒါဟာကလပ်ရဲ့အတိတ်ကသုံးဆွဲမှုပုံစံနေနဲ့ခစ်တစ်ဘောလုံးလောကရဲ့ပန်ဒါရေးလက်တွေ့ကြမှုစီကို ကုပြောမှုကျုံးစားနေတဲ့အတွင်ကုပြောရေးကာလတစ်ခုရဲ့ပြရုပ်တစ်ခုလို့တောင်ပြောလို့ရပါတယ်။အတွေ့အကြုံကိုတန်ဖိုးထားမလားဘန္ဒာရေးစည်းကမ်းကိုပို့ဦးစားပေးမလားဆိုတဲ့မေးခွန်းပေါ့လေ။ဒီခြေနေက United ရဲ့အနာဂတ်ကစားတမခေါ်ယူရင်းနဲ့စာချုပ်စီမံခန့်ခွဲမှုမဟာဗျူဟာကိုဘလို့ပုံဖော်တော်မလဲဆိုတဲ့အတွက်အရေးအယောင်တစ်ခုဖြစ်နေနိုင်ပါတယ်။ကဲနောက်ဆုံးဒီနေ့နားထောင်သူတွေအတွက်စဉ်းစားစရာမေးခွန်းလေးတစ်ခုထားခဲ့ရင်ပါတယ်ခင်ဗျာ။ကောင်းပါတယ်။ကစားတမဘဝရဲ့ အထွတ်အထိပ်အချိန်ဒီကိုကြောလွန်လာပြီဖြစ်ပေမဲ့ကွင်းလယ်မှာသူ့ရဲ့အရေးတွင်းနဲ့အတွေ့အကြုံကတိတာတဲ့တံပိုးရှိနေစေဖြစ်တဲ့ကစမဲရိုးလို ကစားသမားတယောက်ပဲပေါ့အထူးသဖြင့် Solly Pro လေးလိုနေရာမျိုးကနေမြင့်မားတဲ့လက်စာနဲ့ကံလတ်မှုတွေရနိုင်ချေရှိနေတဲ့အချိန်မှာလက်ရှိအတင်းမှာဆက်နေဖို့အတွက်တိတိတာတာလာစာလျှော့ယူခြင်းဆိုလားဘယ်အတိုင်းအတာအထိလက်တွေ့ကြကြခင်နိုင်မလဲပဲကစားသမားတယောက်ရဲ့ဂုဏ်သိက္ခာဈေးကွက်တံပိုးနဲ့လက်ရှိအတင်းအပေါ်တန်ယိုးစင်ကြမှာ ူဘယ်လိုဆုံးဖြတ်ချက်ချမလဲဟုတ်ကဲ့ဒါကတကယ်ကိုတန်ပေါင်းများစွာတန်တဲ့မိခွန်းပါပဲသူ့အတွက်ကိုပိုင်ဆုံးဖြတ်ချက်ချတဲ့အခါမှာထဲသွင်းစဉ်းစားရမယ့်အချက်တွေအများကြီးရှိမှာပါလက်ရှိ league ရဲ့ပြိုင်ဆိုင်မှုအဆင့်အတန်းမီတာစုရဲ့စန္ဒနီးပြတ်နဲ့ဆက်ဆံရေး club ရဲ့ယူမန်းချက်တွေအပေါ်ယုံကြည်မှုစသဖြင့်ပေါ့ဒါပေမဲ့ငွေကြီးကတော့အဆုံးဆုံးမှာအရေးပါတဲ့အခန်းကဏ္ဍတွေပါဝင်နေအောင်မှတည်ချပါတယ်လာမဲလာအနမ်းနဲ့အတွင်းမှာဒီကိစ္စဘလို့အဆုံးတက်မလဲဆိုတာက Manchester United ရဲ့အနာဂတ်လမ်းကြောင်းအတွက်အများကြီးသင်ခန်းစာတွေပေးပါလိမ့်မယ်လို့ထင်တယ်